မင်္ဂလာဆောင်ကနေမတော်တဆဖြစ်ပြီးဆုံးမသွားလို့တယောက်တည်းမင်္ဂလာဆောင်ခဲ့ရတဲ့သူတို့သာအားလုံးပဲမင်္ဂလာပါ Main News Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကိုယ်တော်လည်းမဆက်မီဆန်တော်လည်းမကွေးမီဆိုသလိုပါပဲ။တတွေ့ဘဝမှာရွေးချယ်ဆန်ဆန်ဖြစ်ရတွေကလည်းမကြကနာဆိုသလိုမြင်တွေ့ရပါတယ်။လက်တလုံးမှာတော့သူတို့သားလေးတယောက်တည်းမင်္ဂလာဆောင်နေရတဲ့ဗီဒီယိုလေးတစ်ခုက online မှာပြန့်နှံ့လာခဲ့ပါတယ်။သူတို့သားကမင်္ဂလာဆောင်မန်တဲ့ရှိမှတယောက်တည်းထိုင်နေပြီးသူ့ပင်နာကထိုင်ကုန်လေးမှာတော့သူတို့သမီးရဲ့အဝတ်အစားလေးကိုပြင်ဆင်ထားပါတယ် ထိုင်ကုန်ပေါ်မှာအဝိစားတွေကိုပြင်ထားတဲ့အပြင်ဖနက်ကလေးကိုပါချပေးထားတာကြောင့်အားလုံးကထူးဆန်းနေပြီးဘာကြောင့်များတယောက်တည်းမင်္ဂလာဆောင်နေရတာလဲဆိုပြီးစိတ်ဝင်စားဖြစ်နေကြတာပါသူတို့သားကဝမ်းနေနေတဲ့မျက်နှာသားမရှိပေမဲ့ဘီနာကအတင်ထားတဲ့သူတို့သမီးဝတ်စုံလေးကြောင့်သူတို့သားကဟန်ဆောင်ပြုံးနေရပြီးအဖြစ်ဆုံးတစ်ခုခုနဲ့ကြုံခဲ့ရလို့သာအခုလိုမင်္ဂလာပွဲကိုကျင်းပနေရတာလားလို့ အားလုံးကသိကျင်နေကြတာဖြစ်ပါတယ်ဒီမင်္ဂလာပွဲလေးကတော့အရန်ကိုစိတ်မကောင်းစရာကောင်းပြီးသူတို့သမီးလေးကမင်္ဂလာဆောင်ဖို့တပတ်အလိုမှာဆိုင်ကယ်အက်ဆီဒန့်ဖြစ်ပြီးဘဝကူးသွားခဲ့ရတာဖြစ်ပါတယ်ရှိလူစီတွေပြောခဲ့တာတကယ်ကိုမှန်ပါတယ်။မင်္ဂလာဆောင်ကန်ဒီရှင်ပြုကန်ဒီအလူလုတ်ကန်ဒီတွေမှာအစအစအရာရာသတိသားလောက်ကိုင်းတင်ပါတယ်။သူတို့သမီးကသူတို့မင်္ဂလာပွဲအတွက်လိုအပ်တဲ့ပန်းသွားဝယ်ရင်အခုလိုအဖြစ်ဆိုးနဲ့ကြုံလဲရတာဖြစ်ပါတယ်။ မင်္ဂလာယူမဲ့အချိန်ပို့ပြီးဂရုစိုက်ရတယ်လို့ကြားဖို့ပြီးဒီလိုသတင်းတွေကြားရင်တတော်ကိုစိတ်မကောင်းဖြစ်ရပါတယ်။မင်္ဂလာပွဲမှာဂိုင်မို့သတို့သမီးကပန်းစီသွားဝယ်တာလမ်းမှာအက်ဆီဒန့်ဖြစ်ပြီးဆုံးမသွားခဲ့တာဖြစ်ပါတယ်။သတို့သားကတော့သတို့သမီးလေးမရှိတော့ပေမဲ့မင်္ဂလာပွဲကြီးကိုဝမ်းနည်းမှုတွေနဲ့ဆက်လုပ်ခဲ့ပါတယ်။မင်္ဂလာပွဲကိုမဖြစ်ပဲကောင်လေးကတယောက်တည်းကျင်းပခဲ့တာပါသူတို့သမီးမရှိတော့ပေမဲ့စီစဉ်ထားတဲ့မင်္ဂလာပွဲလေးကိုဆက်လက်ကျင်းပခဲ့တဲ့သူတို့သားအတွက်တော့တကယ်ကိုစိတ်မကောင်းစရာပါပဲ သူတို့သမီးလေးလည်းကောင်းရမွေရရောက်ပါစေဘဝဆက်တိုင်းမှာအသက်ရှင်ရှင်နေနိုင်ပြီးချစ်တဲ့သူနဲ့ဘဝဆုံးနိုင်ပေါင်ဖက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ဒီလိုမင်္ဂလာပွဲကလုံကောင်းလားမလုံကောင်းဘူးလားဆိုတာကိုမိမိရဲ့အမြင်လေးကိုဝင်ရောက်ဆွေးနွေးပေးသွားခဲ့ကြပါဦးနော်ဆုံးတတိရှိပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ဗီဒီယိုလေးမှပြန်တွေ့ကြပါမယ်ရှင်ဘောရာကကလေးတွေပျောက်ဆုံးတာနဲ့ပတ်သက်ပြီးတာဝန်ခံမှုမရှိလို့အဆုံးထိကူညီသွားမယ်ဆိုတဲ့အ í တင်ကို အားလုံးပဲမင်္ဂလာပါ main news channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုနောက်ပိုင်းလူတော်တော်များများပျောက်ဆုံးလာပြီးဘော်ဒါဆောင်သွားနေရင်မုတ်သွားစားလို့ပျောက်ဆုံးသွားတဲ့ကလေးတွေအရန်ကိုများပြားလာပါတယ်ဒီကလေးတော်တော်များများကတော့ရှာမတွေ့တဲ့ကလေးတွေများပြားပြီးအရွယ်ကောင်းလေးတွေចောင်းသားចောင်းသူအရွယ်လေးတွေ ဖြစ်ပြီးဆနတန်းចောင်းသူလေးတွေကအများဆုံးပျောက်ဆုံးနေတာဖြစ်ပါတယ် ဝရဆောင်မှနေပြီးမုတ်သွားဆိုင်ပျောက်ဆုံးကြတာဖြစ်ပြီးဘသူမှတာဝန်ရှိလဲဘသူကတာဝန်ယူမှုရှိလဲဆိုတော့ဘသူမှတာဝန်ယူမှုမရှိပါဘူးဒါကြောင့်ဒီကနေ့မှာတော့အေတင်ကိုကကလေးပြောက်တာတွေနဲ့ပတ်သက်ပြီးအဆုံးထိကူညီသွားမယ်လို့ယခုလိုပြပြလာပါတယ်လူကြီးချုပ်ရရှိထားတဲ့ဂျီတွဲတက်နေတဲ့ဘော်ဒါမာနေတဲ့သမီးငယ်လေးတယောက်ထူးဆန်းစွာပျောက်ဆုံးနေတာကဘသူမှတာဝန်ရှိလဲဆိုတာသိတယ်ပါတယ် မိဘကယုံကြည်စွာစိတ်ချစွာငွေကြေးပေးပြီးကလေးကိုအပ်ထားတာကိုလက်ခံထားတဲ့လက်ရှိတာဝန်အရှိဆုံးကတော့ဘော်ဒါဆောင်မှာပဲရှိပါတယ်။ကလေးကဘော်ဒါဆောင်ကနေပျောက်သွားတာဖြစ်ပြီးပျောက်တဲ့ကလေးရဲ့အမေကဘော်ဒါကိုလိုက်သွားတော့ဇာတာပရင်းနေ့မနေ့9နှစ်နာရီမှာပုံသွားစမယ်ဆိုပြီးပြန်မလာတော့တာဆိုပြီးဘော်ဒါကပြောတယ်လို့အကြမ်းမင်းသိရပါတယ်။ဘောရာကကလေးတယောက်ကိုငွေကြေးယူလက်ခံထားပြီးရင်အဲ့ဒီကလေးရဲ့ကျမ်းမာရေးပညာရေးလူမှုရေးအားလုံးအဲ့ဒီဘောရာမှာတာဝန်ရှိပါတယ် ဒီလိုတာဝန်ယူနိုင်မှသူတစ်ပါးရဲ့သားသမီးကိုလက်ခံရမှာမဟုတ်ဘူးလားဒီလိုဘော်ရာကနေပြီးကလေးတစ်ယောက်ကမုတ်သွားစားမယ်ဆိုတာနဲ့ဒီကလေးကိုအထိန်ချုပ်မပါဘဲလွတ်လွတ်စပယ်လွတ်ထားပါသလားဒါဆိုရင်ဒီဘော်ရာမှာနေနေတဲ့ကလေးတွေအပြင်ကိုအလွယ်တကူထပ်ခွင့်ရနေတာလားဒီလိုမိကုံးထုတ်စရာဖြစ်လာပါပြီဒီဘက်ခင်မှာဒီလိုကလေးအွယ်တွေကိုမူးရည့်ရဲ့သားကောင်အနေနဲ့ပြစ်မှတ်ထားနေကြတာပါဒီလိုသာအပြင်ကိုလွယ်လွယ်နဲ့ထွက်ခွင့်ရနေရင် စေကစားတတ်တဲ့ဒီရွယ်ကလေးတွေအပြင်ထွက်ပြီးလှုပ်ချင်တာလှုပ်နေတာကိုဘောရာက ခွင့်ပြုပေးနေတာလားမေးစရာဖြစ်နေတာပါ။တပားသူရဲ့ကလေးတွေကိုဘောရာဖွင့်ပြီးညအိတ်ညက်နေတာဝန်ယူဖို့အတွက်ငွေကြီးယူထားပေးပြီမလား။ဒီလိုတာဝန်ယူထားပေးရင်ကလေးတွေကမုတ်စားထွက်သွားတာပြင်မလာဘူးဆိုပြီးမိဘကိုဖုံးဆက်သတင်းပြန်ပို့ပေးတာနဲ့ဒီကိစ္စကပြီးသွားရမှာလား။သူတာဝန်က ကြေသွားပြီလားကလေးကပြန်မလာနိုင်တဲ့လမ်းကိုအကြောင်းတစ်ခုခုကြောင့်ထွက်သွားခဲ့ပြီဆိုရင်ရောဘသူကတာဝန်ယူမလဲ လူအသက်တွေကိုတန်ဖိုးထားကြပါဖျောက်သွားတာကဒူပါနော်တိရစ္ဆာန်မဟုတ်ပါဘူးကလေးကမနှက်စာထွက်စားရင်ပျောက်သွားတယ်လို့ပြောတာလေးနဲ့ပဲအဲ့ဒီအကြောင်းပြချက်လေးတစ်ခုနဲ့ကိုကလေးပျောက်သွားတဲ့ကိစ္စကိုလူပြောက်တိုင်ထားတာလေးလောက်နဲ့မိဘတွေအနေနဲ့အငြိမ်ပြီးလက်မခံပါနဲ့မိဘတွေအနေနဲ့လုံသိမ့်လုံထိုက်တာကိုရဲရဲလုပ်ပါ မရှိလို့အစင်မပြေလို့ဆိုရင်လိုအပ်ရင်ကျမကိုအကူအညီလာတောင်းပါတက်နိုင်တဲ့ဘက်ကနေအားလုံးတာဝန်ယူပြီးလုပ်ပေးပါမယ်ဆိုပြီးတော့ပြောကြားလာတာပဲဖြစ်ပါတယ် အခုလိုတာဝန်ယူမှုမရှိဘဲပတ်ဆက်ယူပြီးကလေးတွေကိုလလွတ်စပယ်ထားတဲ့အပေါ်အဆုံးအထိကူညီသွားမယ်ဆိုပြီးပြပြလာတဲ့အေသင်ကိုအပေါ်ကိုမိမိရဲ့အမြင်ကလေးကိုလည်းပြပြပေးခဲ့ကြပါအောင်ရှင်အဆုံးအထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှပြန်လည်ဆုံတွေ့ပါမယ်ရှင် မင်္ဂလာဆောင်ကနေမတော်တဆဖြစ်ပြီးဆုံးမသွားလို့တယောက်တည်းမင်္ဂလာဆောင်ခဲ့ရတဲ့သူတို့သာအားလုံးပဲမင်္ဂလာပါ Main News Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကြွေးတော့လည်းမဆက်မီဆန်တော့လည်းမကွေးမီဆိုသလိုပါပဲ။တတွေ့ဘဝမှာရွေးချင်ဆန်ဆန်ဖြစ်ရတွေကလည်းမကြကနာဆိုသလိုမြင်တွေ့ရပါတယ်။လက်တလုံးမှာတော့သူတို့သားလေးတယောက်တည်းမင်္ဂလာဆောင်နေရတဲ့ဗီဒီယိုလေးတစ်ခုက online မှာပြန့်နှံ့လာခဲ့ပါတယ်။သူတို့သားကမင်္ဂလာဆောင်မှန်းတဲ့ရှိမှတယောက်တည်းထိုင်နေပြီးသူ့ပင်နာကထိုင်ကုန်လေးမှာတော့သူတို့သမီးရဲ့အဝတ်အစားလေးကိုပြင်ဆင်ထားပါတယ်။ ထိုင်ကုန်ပေါ်မှာအဝိစားတွေကိုပြင်ထားတဲ့အပြင်ဖနက်ကလေးကိုပါချပေးထားတာကြောင့်အလုံးကထူးဆန်းနေပြီးဘာကြောင့်များတယောက်တည်းမင်္ဂလာဆောင်နေရတာလဲဆိုပြီးစိတ်ဝင်စားဖြစ်နေကြတာပါသူတို့သားကဝမ်းနည်းနေတဲ့မျက်နှာသားမရှိပေမဲ့ဘီနာကအတင်ထားတဲ့သူတို့သမီးဝတ်စုံလေးကြောင့်သူတို့သားကဟန်ဆောင်ပြုံးနေရပြီးအဖြစ်ဆုံးတစ်ခုခုနဲ့ကြုံခဲ့ရလို့သာအခုလိုမင်္ဂလာပွဲကိုကျင်းပနေရတာလားလို့ အားလုံးကသိကျင်နေကြတာဖြစ်ပါတယ်ဒီမင်္ဂလာပွဲလေးကတော့အရန်ကိုစိတ်မကောင်းစရာကောင်းပြီးသူတို့သမီးလေးကမင်္ဂလာဆောင်ဖို့တပတ်အလိုမှာဆိုင်ကယ်အက်ဆီဒန့်ဖြစ်ပြီးဘဝကူးသွားခဲ့ရတာဖြစ်ပါတယ်ရှိလူစီတွေပြောခဲ့တာတကယ်ကိုမှန်ပါတယ်။မင်္ဂလာဆောင်ကန်ဒီရှင်ပြုကန်ဒီအလူလုခန်ဒီတွေမှာအစအစအရာရာသတိသားလောက်ကိုင်းတင်ပါတယ်။သူတို့သမီးကသူတို့မင်္ဂလာပွဲအတွက်လိုအပ်တဲ့ပန်းသွားဝယ်ရင်အခုလိုအဖြစ်ဆိုးနဲ့ကြုံလဲရတာဖြစ်ပါတယ်။ မင်္ဂလာယူမဲ့အချိန်ပို့ပြီးရူးဆိုင်ရတယ်လို့ကြားဖို့ပြီးဒီလိုသတင်းတွေကြားရင်တတော်ကိုစိတ်မကောင်းဖြစ်ရပါတယ်။မင်္ဂလာပွဲမှာဂိုင်မို့သူတို့သမီးကပန်းစီသွားဝယ်တာလမ်းမှာ accident ဖြစ်ပြီးဆုံးမသွားခဲ့တာဖြစ်ပါတယ်။သူတို့သားကတော့သူတို့သမီးလေးမရှိတော့ပေမဲ့မင်္ဂလာပွဲကြီးကိုဝမ်းနည်းမှုတွေနဲ့ဆက်လုပ်ခဲ့ပါတယ်။မင်္ဂလာပွဲကိုမဖြစ်ပဲကောင်လေးကတယောက်တည်းကျင်းပခဲ့တာပါသူတို့သမီးမရှိတော့ပေမဲ့စီစဉ်ထားတဲ့မင်္ဂလာပွဲလေးကိုဆက်လက်ကျင်းပခဲ့တဲ့သူတို့သားအတွက်တော့တကယ်ကိုစိတ်မကောင်းစရာပါပဲ သူတို့သမီးလေးလည်းကောင်းရမွေရရောက်ပါစေဘဝဆက်တိုင်းမှာအသက်ရှင်ရှင်နေနိုင်ပြီးချစ်တဲ့သူနဲ့ဘဝဆုံးနိုင်ပေါင်ဖက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ဒီလိုမင်္ဂလာပွဲကလုံကောင်းတာမလုံကောင်းဘူးလားဆိုတာကိုမိမိရဲ့အမြင်လေးကိုဝင်ရောက်ဆွေးနွေးပေးသွားခဲ့ကြပါအောင်နော်ဆုံးတတရှိပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ဘောရာကဂရေးတွေပြောင်းဆုံးတာနဲ့ပတ်သက်ပြီးတာဝန်ခံမှုမရှိလို့အဆုံးထိကူညီသွားမယ်ဆိုတဲ့အ í တင်ကို အားလုံးပဲမင်္ဂလာပါ main news channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုနောက်ပိုင်းလူတော်တော်များများပျောက်ဆုံးလာပြီးဘော်ဒါဆောင်သွားနေရင်မုတ်သွားစားလို့ပျောက်ဆုံးသွားတဲ့ကလေးတွေအများကိုများပြားလာပါတယ်ဒီကလေးတော်တော်များများကတော့ရှာမတွေ့တဲ့ကလေးတွေများပြားပြီးအရွယ်ကောင်းလေးတွေចောင်းသားចောင်းသူအရွယ်လေးတွေဖြစ်ပြီးဆနတန်းចောင်းသူလေးတွေကအများဆုံးပျောက်ဆုံးနေတာဖြစ်ပါတယ်ဘောရာဆောင်မှနေပြီးမုတ်သွားဆိုင်ပျောက်ဆုံးကြတာဖြစ်ပြီးဘသူမှတာဝန်ရှိလေဘသူကတာဝန်ယူမှု